ီနေ့ညမှာကျွန်တော်တို့သရုတ်သမီးနှမျိုးเนาะနောက်ဆုံးသင်ခန်းစာလည်းဖြစ်ပါတယ်လို့ဆိုတော့သရုတ်သမီးနှမျိုးမှာပညာရှိတဲ့သရုတ်သမီးနဲ့ပညာမဲ့တော့သရုတ်သမီးဒီနေ့ညကတော့ပညာရှိသရုတ်သမီးဘလို့စီကိုနော်အဖိုးခပေးပြီးမှဝယ်တယ်လေဆိုတာကိုအဓိကနော်ကျွန်တော်တို့ကိုကြွေးမိထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့က တတို့သမီးတွေဖြစ်တဲ့ကျွန်တော်တို့ကပညာရှိသောတတို့သမီးအစင်သင်ဖြစ်သောတတို့သမီးဖြစ်ဖို့လိုအပ်ပါတယ်။နော်တတို့သမီးတိုင်းဖြစ်ပါတယ်။ဒါပေမဲ့တတို့သမီးတိုင်းကိုတတို့သားကလက်မထပ်ပါဘူး။အစင်သင်မဖြစ်တဲ့တတို့သမီးကိုတတို့သားလက်မထပ်ပါဘူး။ဒါကျွန်တော်တို့မတ်တေ25မှာကျွန်တော်တို့ကြည့်တဲ့အခါမှာမြင်ရမှာဖြစ်တယ်။အစင်သင်မဖြစ်ဘူး။ သခင်အတွက်အစင်တင်မဖြစ်ဘူးเนาะတပိမဲ့အစင်တင်ဖြစ်တဲ့တို့သမီးเนาะမိမိရဲ့အတ္တအแทးမှာစီကိုအဖြစ်ခံတဲ့တို့သမီးအဖိုးခပေးပြီးမှစီကိုအဖြစ်ခံတဲ့တို့သမီးကတော့သူ့ကိုသူပြင်ဆင်တော့ကြောင့်တို့သားလာတဲ့အခါမှာအစင်တင်ဖြစ်ပြီးတော့မင်္ဂလာဆောင်ပွဲတွေကိုဝင်ရတာဖြစ်ပါတယ် ကြောင်ဒီနေ့ညမှာကျွန်တော်တို့ကြည့်တဲ့အခါမှာပညာရှိတဲ့သူတို့သမီးကသူကဘာကိုဦးစားပေးတယ်လဲဆိုတဲ့အခါမှာဝိညာဉ်အရာကိုဦးစားပေးပြီးမှရွေးဝယ်တော်သူဖြစ်တယ်။လောကအရာများကြီးရှိတယ်။နော်အများကြီးရှိပါတယ်။လောကအရာထဲမှာသူ့ကိုဆွဲချမဲ့အရာတွေလည်းအများကြီးရှိတယ်။ခုနဒီထဲမှာကြည့်တဲ့အခါမှာလောကမှာပေးမဲ့ဘွဲ့ယာထုကုံတစိတ်ဒီမှာစာ၍နော် လာစာရီမဆာယူရအိုးများကြီးပဲမက်လုံးပေးပြီးမှဆွဲချမဲ့အရာတွေအများကြီးရှိပါတယ်တပိမဲ့တဲ့အဲ့ဒီအရာတွေထက်နော်အဲ့ဒီအရာတွေထက်လောကအရာထက်အဲ့ဒီအရာကိုညင်းပယ်တယ်တဲ့ဘာကို तू ကရွေးယူတယ်လဲဆိုတဲ့အခါမှာဝိညာဉ်အသက်လာပြီဒီစကလုံးလေး ဝိညာဉ်အသက်ရေတဲ့ရနိုင်သည့်နေရာကိုဦးစားပေးရွေးသက်တော်သူဟာပညာရှိဖြစ်တယ်။သူ့ကို offer များကြီးပေးတယ်။ဒီနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာလည်းပဲဝိညာဉ်အရာကိုရွေးယူဖို့လိုအပ်တယ်။တခါလေကျရင်ကျွန်တော်တို့ကိုဖျားသခင်ကသူနဲ့မွေ့လျော်ဝမ်းမြောက်ဖို့ရန်အတွက်သခင်ဖျားနေ့တင်းကွေနေ့ရောက်လာတဲ့အခါမှာကျွန်တော်တို့ခွင့်ရတယ်။လောကမှာပျော်စရာကောင်းတာတွေအများကြီးရှိတယ်။ ခါလီကျိုက်အလုတ်သွားရင်နော်နှစ်ဆရတာတွေရှိတယ်။ဒါပေမဲ့လောကမှာပြီးမဲ့အရာထက်သူဘာကိုရွေးယူတယ်လဲဆိုတဲ့အခါမှာဝိညာဉ်အရာကိုရွေးယူတယ်။အာမင်။အဲ့ဒါပါလေအဖိုးခပေးဝဲတာ။အာမင်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီထဲမှာဘာတွေ့ရလဲဆိုရင်မိမိရဲ့ဝိညာဉ် စီမီခွက်နေတဲ့စိတ်နှလုံးစီဘူးထဲစီဝယ်ဖြည့်ဖို့လိုကြောင်းသိမြင်ခံယူတတ်တော်ပညာရှိအလွန်ရှားတယ်ထပ်ပြောပါမယ်ဖယားကကျွန်တော်တို့ကိုလိုချင်တာကတဒုတမီဖြစ်တော်ညာလည်းပဲဘာတဒုတမီကိုလိုချင်တာလဲစေပညာရှိတော်တဒုတမီဒီနေ့ကျွန်တော်တို့ကိုဘာပြောလဲဆိုရင်ပညာရှိတော်တဒုတမီက အလွန်ရှားတယ်။ဘာကြောင့်မို့ပြောတာလဲဆိုတဲ့အခါမှာပညာရှိတော်တို့သမီးကသူ့ရဲ့ဝိညာဉ်အရာကိုသူဦးစားပေးတယ်။ဝိညာဉ်အရာကိုရွေးဝယ်တယ်။အဲ့လိုပြောလို့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာဟလာအရာအားလုံးကိုဇုံပစ်ပြီးမှဖျားနောက်ပဲလိုက်ရမယ်။ဆိုလိုပါဘူးလူတိုင်းကိုဖျားလောကမှာထားတဲ့အခါမှာ ဖယားတခင်ကရည်ရွယ်ချက်နဲ့လူတိုင်းကိုထားတာကျွန်တော်ရဲ့ကိုခန္ဓာလေးကိုကြည်လိုက် ကျွန်တော်ရဲ့ကိုခန္ဓာကလက်ကြီးပဲမဟုတ်မျက်စိကြီးပဲမဟုတ်နားကြီးပဲမဟုတ်နှုတ်ရှာပါးစပ်ကြီးပဲမဟုတ်ကိုခန္ဓာကိုကြည်လိုက်သူ့နေရာနဲ့သူဖြစ်တယ်ဒီနေ့ကျွန်တော်တို့တရားချင်းစီတိုင်းဒီလည်းပဲဖယားလောကမှာထားတဲ့အခါမှာသူ့နေရာနဲ့သူအလုံးကိုဇုံပစ်ပြီးမှ ဖယားနောက်မဟုတ်ဘူးဖယားတခင်လောကမှာကျွန်တော်ကိုအသက်ရှင်စေတဲ့အခါမှာကျွန်တော်လုပ်ရမယ့်ကံတာတွေရှိတယ်တွန်တော်ကျွန်တော်ကိုဖယားခွဲခန့်ထားတဲ့အရာရှိတယ်တပိမဲ့အဲ့ဒီခွဲခန့်ထားတဲ့အရာကျွန်တော်လုပ်ရမယ့်အရာထဲမှာဒီနေ့ဖယားအမျက်ရဖို့လိုအပ်တယ်ဖယားတခင်ကျွန်တော်တို့ကိုအမျက်ရဖို့လိုအပ်တယ်ဒီနေ့အဲ့ဒါကိုတဘောပောက်တဲ့အခါမှာဒီနေ့လောကရဲ့နှုတ်ကိုပဲလိုက်ပြီးမှလောကရဲ့ ကျွန်တော်တို့ကိုပေးတဲ့အရာနောက်ပဲကျွန်တော်တို့တာယာပြီးမှလောကနဲ့ပဲနှိကုံမှုချုပ်သွားဖို့လိုအပ်တယ်ကျွန်တော်တို့ကိုဖယံလောကမှာထားတဲ့ရည်ရွယ်ချက်ရှိတယ်တယောက်ချင်းစီတိုင်းကိုထားတဲ့နေရာမတူဘူးဒီနေ့တယောက်တော့သူကိုဖယားတခင်ကဟလာအာ office နေရာမှာထားနိုင်တယ်တယောက်တော့သူကိုဆရာမနေရာမှာထားနိုင်တယ်တယောက်တော့သူကို engineer မှာထားနိုင်တယ်တယောက်တော့သူကို nurse နေရာမှာဆရာဝန်နေရာမှာထားနိုင်တယ်တယောက်နဲ့တယောက်မတူပါဘူး အဲ့ဒီနေရာမှာထားတဲ့ရည်ရွယ်ချက်ကအဲ့ဒီနေရာမှာဖယားသခင်ကိုအမျက်ရဖို့ကိုကိုတိုင်းအမျက်ရဖို့ရှိတဲ့နေရာမှာဖယားသခင်ပေးတဲ့ဖယားရဲ့အသက်နဲ့တဘောတဘာဝအထဲမှာ ကိုယ့်ရဲ့အသက်တာအထဲမှာဖယားနေ့တိုင်းဖြစ်ပြီးဖြစ်ပြီးနေတဲ့သူ့ရဲ့အသက်နဲ့တဘောတဘာဝစီကိုလက်ခံဖို့အတွက်လိုအပ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းဘာလိုအပ်တယ်လို့ပြောတဲ့အခါမှာ ဖရာရဲ့နံသက်နဲ့ရှင်သန်ကြီးထွားတိုးသက်နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်ထပ်ပြောပါမယ်ဒီနေ့ခရိယံဝိညာဉ်ကလေးကသူကဘာပဲရှိတယ်လဲဆိုတဲ့အခါမှာစီယံကလေးပဲရှိတော့ကြောင်းတဲ့เนาะအချားလူကိုဝေမျှပေးဖို့ရံမရှိဘူးဝိညာဉ်ကလေးထပ်ပြောမယ်ဝိညာဉ်စီယံလေးပဲရှိတဲ့သူเนาะ စီရန်ဆိုတာဘာလဲငါပိုင်တယ်ဆိုတာကိုသူကတက်တည်ပြုလိုက်တာပဲဆိုစီရန်ပေးပြီးမှရိုက်လိုက်ပြီးဆိုရင်အဲ့ဒါကိုပိုင်သွားတာပဲဒါပေမဲ့စီရန်လေးနဲ့လေးနဲ့သူတို့ဘာတွေကိုထပ်ပြီးလို့မရဘူးတဲ့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအแทထဲမှာဖယားကဘာလို့ကျင်တယ်လဲလို့ပြောတဲ့အခါမှာဖယားကဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာစီရန်လေးနဲ့တင်းတိမ်သွားတာမလို့ချင်း ကျွန်တော်ရဲ့အတ္တဓာမဖရာရဲ့ကြွယ်ဝခြင်းပြေဝခြင်းကိုတရက်ပြီးတရက်နော်လွန်ခဲ့တဲ့ညမှာဦးကြီးစီးစင်းတာတိတ်ကောင်းတယ်လွန်ခဲ့တဲ့ညအဲ့တော့ဆိုတော့အေးအေးကျွန်တော်တို့ကိုအိမ်နဲ့နှိုင်းထားတယ်နော်အိမ်နဲ့နှိုင်းထားတယ်ကျွန်တော်တို့ကိုလေစပြီးမှရတဲ့အခါမှာဆေးရံနဲ့ဖရာတခင်ကတက်ပြီးပြီ ပြီးတော့အဲ့ဒီအိမ်ကိုလည်းပဲလှပလာဖို့ရန်အတွက်ဘာလုပ်လဲဆိုဖခင်ကပဲတဆင့်ချင်းစောက်ပေးနေတာအိုးပြုတ်ပြင်ပေးနေတာမွတ်မှန်ပေးနေတာဆယ်ရာခိုင်နှုန်းပြီးပြီ20ရာခိုင်နှုန်းပြီးပြီ30ရာခိုင်နှုန်းပြီးပြီကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ကလက်ခံဖို့အတွက်ဖြစ်တယ်တကယ်တမ်းကျတော့အိမ်ဆိုတာကျွန်တော်တို့အသက်တာမှာဖခင်တခင်ကိုတော်တိုင် နေဖို့အတွက် ဒါကြောင့်ဖယားနဲ့လူနဲ့တလုံးတဝတီတပေါင်းတစီတည်းဖြစ်သွားဖို့ဖယားနေပျော်ပွဲကောင်းတော်အိမ်ကိုအခုကျွန်ုပ်အထဲမှာဖယားစောက်နေတာထပ်ပြောပါဖယားနေတဲ့အိမ်ကျွန်တော်အထဲမှာဖယားကိုယ်တိုင်စောက်ပေးနေတာအေးဘာနဲ့စောက်တာလဲသူ့ရဲ့အသက်နဲ့စောက်ပေးနေတယ်သူ့ရဲ့တဘောတဘာဝနဲ့သူ့ရဲ့ဖြစ်ချင်းနဲ့ ကျွန်တော်တို့အထဲမှာစောင့်နေဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တအထဲမှာနေ့တိုင်းကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုစီဝဲဖြိမှပညာရှိ ဖြစ်တယ်နော်တဲ့ကျွန်တော်တို့ရဲ့တရမအဲ့ဒီစီဆိုတာဘာကိုပြောရလဲတန်ရှင်သောဝိညာဉ်တော်ကိုပြောတာဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲမှာဝယ်တယ်ဆိုတာအဖို့အခပေးတာကျွန်တော်တို့အခုပေးတဲ့အချိန်တိုင်းအဲ့ဒါပါလေအဖို့အခပေးပြီးဝယ်တာပဲကျွန်တော်တရားကျင့်စီတိုင်း အဖို့ခပေးပြီးမှကိုယ့်ရဲ့အသက်တာမှာနေ့တိုင်းဖျားစီကနေစီကိုဝယ်ဖြစ်ရတာဖြစ်တယ်။နော်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒါတီးဖို့လိုအပ်တယ်။ဘာကြောင့်မို့လဲဆိုတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကစီကိုဝယ်ဖြစ်ဖို့ရန်အတွက်လိုကိုလိုအပ်တယ်။ဒါပေမဲ့ဘလို့ဝယ်မလဲဘလို့ဖြစ်မလဲ။ဒါနီလန်းဒီမှာထပ်ပြောထားတယ်။ကဲဒီမှာဗာမေးလဲဆိုရင်ကျွန်တော်တို့က ဘယ်လိုဝယ်မလဲတဲ့အဲ့ဒါမိကွန်းပဲကျွန်တော်တို့စီဝယ်ပါလို့ပြောဘယ်လိုဝယ်မလဲအဲ့လိုစဉ်းစားဖို့လိုအပ်တယ်ဘယ်လိုဝယ်မလဲဘာနဲ့ဝယ်မလဲတဲ့စီအပိုရှင်ရှီတူထန်သွားဖို့လိုတယ်ကျွန်တော်တို့လေဝယ်ပုံဝယ်နည်းကစီအပိုအရှင်ရှိတဲ့သူပါပဲရှိစီအပိုအရှင်မရှိတဲ့သူမှာ ကျွန်တော်တို့တွားရင်လည်းဘာမှမရ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 ဒါကြောင့်နှုတ်ကပတ်တော်ထဲမှာရောက်လာတဲ့အခါမှာเนาะခုနတိရောအခန်းကြီးတိအပိုက်ငယ်၃မှာကျွန်တော်တစ်ချက်ဖတ်မယ်ငါတို့ဒီခမီးတော်နဲ့၎င်းတားတော်ယေရှုခရစ်နဲ့၎င်းမိတ္တဟာယဖွဲ့ရသည်ဖြစ်၍သင်တို့ဒီငါတို့နဲ့မိတ္တဟာယဖွဲ့စီခြင်းကငါတို့ကြားတယ် မြင်တဲ့အရာကိုတင်တို့အားပြတာကြ၏ဒီမှာရှင်ယောဟန်ကယေရှုရဲ့ယင်ခွင်မှာလျောင်းတဲ့ပုံကိုကသူ့ကိုယ်တိုင်ပြောနေတာသူ့ရဲ့သားသမီးတွေဝိညာဉ်ထဲမှာရှိတဲ့သားသမီးတွေကိုငါတို့နဲ့တဲ့မိတ္တဟဖွဲ့ဖို့ရန်အတွက်ပြောတာဘာကြောင့်မို့လဲသူ့ရဲ့အတ္တအထယ်ထဲမှာခုနပြောတဲ့စီဖယားရဲ့အသက်နဲ့တဘောတဘာဝမှာသူ့ကိုယ်တိုင်က သူရေးထားတဲ့အထက်မှာတိတ်ကောင်းတယ်ငါတို့ဒီတဲ့ခမီးတော်နဲ့လကောင်းသားတော်ယေရှုခရစ်နဲ့လကောင်းမိတ္တဟာယဖွဲ့တယ်တဲ့သူကိုယ်တိုင်ပြောတာခမီးတော်နဲ့လကောင်းသားတော်ယေရှုခရစ်တော်နဲ့လကောင်းဘာကြောင့်မို့လဲဆိုသူရဲ့အသက်တာထဲမှာသခင်ယေရှုခရစ်တော်နဲ့အတူတွားအတူလာအတူစာအတူဖခင်ရဲ့အသက်ကိုခံယူတဲ့အခါကျတော့သူရဲ့အသက်တာမှာ ဖယားရဲ့အသက်ထဲမှာဘလို့မွေလျော်ဝမ်းမြောက်ရတယ်ဆိုသူကိုယ်တိုင်စားတော့မွေလျော်ရရုံမကဘူးသူအထဲမှာစီနဲ့ဖြည့်ထားရုံမကအဲ့ဒီဖယားရဲ့ဖြည့်ပေးတဲ့စီကိုသူ့ကိုနော်သူ့ရဲ့အသက်တာမှာရှိတဲ့အရာကိုတဲ့သူ့ရဲ့ဝိညာဉ်ရဲ့မှာတာသမီတွေရဲ့မှာသူစကားပြောတယ်ထက်ရည်တဲ့အခါမှာအခုတဲ့တင်တို့ဒီငါတို့ ਨੇ မိတ္တာဟရဖွဲ့ပါမိကြောင့်ဒါကြောင့်ခုနဒီထဲမှာပြောရပါလေ စီအပိုရှင်ရှိသူထံသွားဖို့လို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တရမှာအဲ့ဒီစီအပိုဆိုတဲ့ဥစ္စာကိုကိုတိုင်ဖရာရဲ့အသက်မိတ္တဟာယအแทမှာဖြည့်ချင်းမခံရဘူးဆိုရင်ကျွန်တော်တို့ဘလို့သူ့တပားတွေကိုပေးမလဲအသေးကနေရတဲ့ဩဝါဒကိုအတိနဲ့ပဲကျွန်တော်တို့ကိုယ့်ရဲ့အတိနဲ့ပဲသူ့တပားတွေကိုဝေငှစီစင်းရင်အတိပဲရသွားတယ် ဖခင်ရဲ့အသက်နဲ့ဖြစ်ပြီးခြင်းကိုခံစားရတဲ့အသက်နှုတ်ကပတ်တော်ကိုခံစားရပြီးမှအဲ့ဒါကိုစီးဆင်းတဲ့အခါကျမှသူတစ်ပါးတွေရဲ့အသက်တမှာဖခင်ရဲ့အသက်ကကိုယ်အထဲကနေသူတစ်ပါးတွေရဲ့အသက်တမှာစီးဝင်သွားတာဖြစ်တယ်။ဒါကြောင့်ရှင်ယောဟန်ကသူပါပြောလဲငါတို့ ਨੇ မိတ္တာဖွဲ့ဖို့ရန်အတွဲတဲ့မင်းတို့ကငါပြောဆိုတယ်။ဘာကြောင့်မို့လဲအဲ့ဒီအသက်မိတ္တာဟာရအဲထဲမှာမှငါတို့ကြားခဲ့ရတဲ့ဥစ္စာငါတို့မြင်ခဲ့ရတဲ့ဥစ္စာကို သူတို့ရဲ့အတ္တမှာ impartation ပြန်လည်စီစဉ်ဝေမျှဖို့အတွက်ဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီထဲမှာဆက်ဖတ်တဲ့ခါမှာပြောလေစီအပိုရှန်ရှိသူထံသွားဖို့လို့ဖြိတ်ခံယူတတ်တော်နှိမ်ချခြင်းလို့ဒီနေ့ကျွန်တော်တရားချင်းစီတိုင်းငါတိပီးပီးငါကြားပီးပီးငါရှိပီးပီးနှိမ်ချခြင်းမရှိဘူးဆိုရင်အဲ့ဒီသူကစက်မပြေတော်သူဖြစ်တယ် မပြည့်တဲ့အိုးကအမြဲတမ်းပေါင်ပင်ခတ်တယ်တကယ်ဖယားရဲ့အသက်ကိုခံယူနေတဲ့သူတွေရဲ့အတ္တမပြိပြီလို့ဘတော်မှသူမခံယူနေစနိုးဆုံးအချိန်နိုင်တိုင်အောင်ဖယားတခင် သူ့အထဲမှာဖြိတ်ပေးမယ်ဖယားတခင် သူ့အထဲမှာပြီးကျင်တဲ့ဥစ္စာကိုရယူခြင်းတဲ့သူဖြစ် အာမင်ဒါအရင်အရေးကြီးတယ်ဒါအရင်အရေးကြီးတယ်ကျွန်တော်ဆရာရဲ့အသက်တာအထက်ကိုကျွန်တော်ကြီးတဲ့အခါမှာလीသူလောက်မပြောတတ်တဲ့သူမနေ့တနေ့ကပဲပြောင်းလဲလာပြီးမှကုံကုံပြောမယ်ကွာတခါလေကြိုက်ဆရာကကျွန်တော်တို့ဘာပြောလဲလအောင် ဝင်းကစီစင်းစမ်းလှုပ်စမ်း ကျွန်တော်ကိုပြောတာဟဲ့မနေ့တနေ့ကပဲဖခင်ရဲ့အသက်ကိုရပြီးမှတိတယ်မစုံမလင်ပြောမှတိတယ်ပြောရတာလည်းနဲ့ကိုထိုင်ပြီးမှကိုနားထောင်ကျွန်တော်အော်တယ်အဲ့ဒီနှလုံးသားတချို့ဆိုရင်ဘာဖြစ်လဲနားမထောင်ခြင်းကိုကိုကိုပြည့်တယ်လို့လို့ပဲတကယ်တမ်းကျဘာမှကိုမရှိဘူး သူများတွေဝေငှပြီးစီးဆင်းပြီးတက်တေခံပြီးဆိုရင်အပြင်ထွက်သွားပြီတိတယ်လို့လို့ပဲအဲ့ဒါနော်နှိမ်ချတဲ့နှလုံးသားမရှိကျွန်တော်ဆရာလေးနောက်ဆုံးစေယုံမှာရှိကတဲ့ကစာနဲ့ရေးပြီးမှလေတပုံတွေပို့တယ်စာတွေပို့တယ်ဖရာသူကိုဘာပြောတယ်ဘာကြွေးမွေးတယ်ဆိုတာဒါစီပဲ ဒီနေ့ကျွန်တော်တို့ကိုထပ်ပို့ပေးတဲ့တရားနော်လုံနော်ဒါနော်ဒါစားနော်အော်မချမ်းမာတဲ့ကြာနောက်ဆုံးအချိန်တိုင်းအထိဖယားသူ့ကိုဘာပြီးခြင်းလဲဆိုတာကိုသူကိုယ်တိုင်စားသုံးယုံမကောက်သူ့ရဲ့သားသမီးတွေကိုလीမရမှာစိုးရိမ်နေတိရမလားအိုးမက်ဆေ့ချ်နဲ့ပို့ရင်ပို့အီးမေးလ်နဲ့ပို့ရင်ပို့သူ့ရဲ့စာလေးနဲ့အော်ဂျေဇုတင်လိုက်တာဖယားကိုတိတ်ဂျေဇုတင် ဒီနေ့ကျွန်တော်တို့ကလေနောက်ဆုံးအချိန်နာရီထိစားသုံးခြင်းနဲ့နှလုံးသားရှိဖို့အရန်အရေးကြီးအဲ့ဒါနှလုံးသားအဲ့ဒါပဲဒီနေ့အဲ့ဒါကိုကျွန်တော်တို့ကဖြည့်ယူခံယူခြင်းနဲ့တဲ့နှိမ့်ချတဲ့နှလုံးသားအဲ့ဒါပဲငါပြည့်သွားပြီမရှိပါဘူးဖခင်ကျွန်တော်ကိုထားတဲ့အချိန်ထိဖခင်ရဲ့ဖြည့်ပေးခြင်းကိုကျွန်တော်တို့ခံယူတတ်ဖို့လိုအပ်တယ် ကြားနာစီးပူးခြင်းနဲ့ဆံငတ်စိတ်ရှိဖို့လိုအပ်တယ်။ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းငါပြည့်ပြီဆိုတဲ့နှလုံးသားကနေမာနထောင်လွှားခြင်းကနေဝေပါစေ။အိုးသခင်ယေရှုကျွန်တော်တို့ကိုရယူပေးပါ။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းစီဖြည့်သောအသက်တာတဲ့။အဲ့ဒါပါလေ။ပညာရှိတတို့တမီဖြစ်ပါလေ။ အဲ့ဒီပညာရှိတတို့တမီးကဘာဖြစ်လာတယ်လဲလို့ပြောတဲ့အခါမှာအဲ့ဒီစီထေတာကဖယားကိုတော်တိုင်ကကျွန်တော်တို့ကိုချုပ်ဆက်ပေးနေတဲ့အတွင်ဝိလုဇာဖြစ်တယ်။နော်ဒီနှုတ်ကပတ်တော်လေးကိုလည်းအဲ့ဒါတစ်ချက်လေးဖတ်ခြင်းနဲ့နော်ဟေရှာယအထဲမှာလည်းဘာပြောလဲဆိုတဲ့အခါကျတော့ဟေရှာယ61ရောက်လာတဲ့အခါမှာနော်ဒါလေးနဲ့ဤကုန်ချုပ်ခြင်းနဲ့ ဝိလုံနှမျိုးအကြောင်းရေးထားပြီးတဲ့အပိုက်ငယ်30ဟေရှာယ61 30ထောင်ရဖျားကြောင့်ငါဟာတဲ့အလွန်ဝမ်းမြောက်၍ငါဤဖျားသခင်ကြောင့်ငါဝိညာဉ်တည်ရှင်လန်းမယ်တဲ့အကြောင်းမူကားမင်္ဂလာဆောင် လူလင်တည်လာပြီတော့မင်္ဂလာဆောင်ကျွန်တော်တို့မင်္ဂလာဆောင်အကြောင်းကိုသိဖို့လိုအပ်တယ်ဘာကြောင့်မို့လဲကဘာဦးကလေးကမင်္ဂလာဆောင်နဲ့စခဲ့တာအရာက အီဒင်ဥယျင်ထဲမှာလူယောက်ျားကိုလူမိန်းမနဲ့เนาะမင်္ဂလာဆောင်ခဲ့ပြီးတဲ့ဥစ္စာကနောက်ဆုံးကြရင်အဲ့ဒါပုံကျိတ်เนาะဖျားနဲ့လူနဲ့ကျွန်တော်တို့ကเนาะတလုံးတဝအတီးဖြစ်ဖို့တိုးတငယ်မင်္ဂလာဆောင်ပွဲခံခြင်းရှိပြီအာမင်အဲ့ဒါအရန်ရည်ကြီးတယ်ကဲဒီမှာကြည့် ဒီမှာထပ်ပြောရအကြောင်းမူကားတဲ့မင်္ဂလာဆောင်လူလင်ဒီပေါင်းတရဖူကိုဆောင်းတကယ်တို့၎င်းတဲ့မင်္ဂလာဆောင်တို့သမီးဒီတစားစင်တကယ်တို့၎င်းတဲ့အဲ့ဒီထဲမှာလာပြီကဲတင်ခြင်းအဝတ်တစားနဲ့တဲ့ငါတို့ကိုဝတ်ဆင်စေတယ်ဒီထဲမှာကဲတင်ခြင်းအဝတ်တစားကဲတင်ခြင်းဝတ်လုံးအဝတ်တစားငါတို့ကိုဝတ်ဆင်စေတယ်တဲ့ပြီးရင်နောက်တစ်ခု ဖြောင်းမတ်ခြင်းဝတ်လုံးနဲ့ခြုံတော်မူပြီ ဲ့ဒီထဲမှာဝက်လုံးမျိုးအကြောင်းဒါကြောင့်ဒီနေ့ညနေမှာကျွန်တော်တို့မတ်တဲ22ရောက်လာတဲ့အခါမှာမင်းကြီးရဲ့သားမှာဟာငါသားအတွက်ပွဲပြင်ဆင်ထားပြီးခေါ်တဲ့သူကမလာဘူးမလာတဲ့အခါကမင်းသွားခေါ်လမ်းကြိုလမ်းကြလူအကောင်ရောက်ချလာတာရောက်ချလာတော့မင်းကြီးကဝင်တဲ့အခါပုပ်ကိုတယောက်ကမင်္ဂလာဆောင်မဝတ်ဘူးဟဲ့မင်းပါကြောင့်မင်္ဂလာဆောင်ဝတ်မှုဘူး မပြောနိုင် မပြောနိုင်တဲ့ခါကျတော့သူ့ကိုပါလှုပ်လဲဟန်ပြီးတုံအောင်ပြီးမှငိုကြွေးခြင်းအံသွားခဲချိတ်ခြင်းရှိရာပြင်အရက်မောင်မိုက်ထဲမှာချပစ်တယ်ဒါကြောင့်ဒီနမှာပါပြောလဲဆိုခေါ်ခံရတော့သူတို့ဒီတဲ့ကဲတင်ခြင်းခံရယုံကလေးပဲရှိသေးတယ်ဒီနေ့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာကျွန်တော်ခေါ်ခြင်းခံရတဲ့သူကဲတင်ခြင်းရယုံကလေးပဲရှိသေးတယ်တဲ့ အဲ့ဒါနဲ့မကျေနပ်ပါနဲ့တဲ့ဒီနေ့ကျွန်တော်တို့နော်ကဲတင်ချင်းနော်ခေါ်ခံရတော့သူတို့ဒီတဲ့ကဲတင်ချင်းခံရုံကလေးဖြစ်ကျေနပ်ပြီတဲ့မင်္ဂလာပွဲထဲရောက်လာနိုင်ဖို့မင်္ဂလာဝတ်စုံပြင်ဆင်ပေးခြင်းကိုမခံမယူတဲ့အတွက်အပြင်ဘက်မောင်မိုက်ထဲမှာဆွဲထုတ်ပြစ်ချခြင်းခံရသူကဘာပဲနဲ့ကျေနပ်တယ်လဲဆိုကဲတင်ချင်းခံရတဲ့ခုနကြံပိုက်နေဆိုရင် ကဲ့တင်ခြင်းအဝတ်ပဲရသေးတာသူဘာမရဘူးလဲဆိုတဲ့ခါမှာဖြောက်မှတ်ခြင်းဝတ်လို့ဖြောက်မှတ်ခြင်းဆိုဖရားရဲ့တဘောတဘာဝဖရားရဲ့အသက်နဲ့တဘောတဘာဝရဲ့ဝတ်ဆင်ပေးခြင်းကို မခံရသေးဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုကြွေးတဲ့အထက်မှာယေရှုခရစ်ရဲ့စိတ်တဘောတဲ့ယေရှုခရစ်ရဲ့ကြီးထွားရင်ကျက်ခြင်းပမာဏတဲ့ယေရှုခရစ်ရဲ့ပုံတံတော်နဲ့ ကောင်းကင်အဖရဲ့စုံလင်ပြေဝခြင်းစံချိန်မီသူများသားတဲ့အမွေရအုပ်ဆိုးစီရင်ပိုင်သူများဖြစ်သည်အဲ့လိုပြောလို့ကျွန်တော်တို့ရဲ့ခွန်အားအစွမ်းတက်တီးနဲ့ကြိုးစားဖို့ပြောတာမဟုတ်ဖခင်အလုတ်ကိုဖခင်ပဲလှုပ်တတ်တယ်တတို့သမီးတယောက်ကိုတန်ရှင်းစင်ကြယ်စေခြင်းတတို့သမီးတယောက်ကိုဖခင်ရဲ့အသက်နဲ့ဖြည့်ပေးခြင်းအသက်ထဲမှာကြီးထွားရင်းကျက်ခြင်းကိုဖခင်ပဲလှုပ်တတ်တယ် အဲ့ဒီဖျားလုတ်ပေးတာကိုဒီနေ့သူတို့သမီးတယောက်ကမလုပ်ဘူးလို့လဲပြင်ဆင်ခံရတော့သူတို့သမီးတယောက်အနေနဲ့ yes lord သခင်ယေရှုကျွန်ုပ်ဆန္ဒရှိပါတယ်ကျွန်ုပ်ရဲ့အသက်တာမှာပြုပြင်ပေးတော်မူပါတန့်ရှင်ပေးပါစင်ကြယ်စေပါကိုရောရဲ့အသက်နဲ့တဘောတဘာဝအထက်မှာပြေဝလိုပါတယ်လို့နေ့တိုင်းတခင့်ကိုဝန်ခံခြင်းနဲ့အသက်ရှင်ဖို့အတွက်ဖြစ်တယ်အဲ့ဒီကဲတော့အသက်ရှင်တဲ့အခါမှာတဲ့ခုနကပြောလဲဆိုတဲ့အခါကျရင် ကောင်းကင်အဖရဲ့စုံလင်ပြေဝခြင်းတဲ့စံချိန်မီအာမင်စံချိန်မီ သူများတာတဲ့အမွေရအုပ်ဆိုးစီရင်ပိုင်သူများ ဖြစ်လာကြတယ်နောက်ဆုံးကြတော့အဲ့ဒီသူကဘာဖြစ်လာလဲသခင်ရဲ့တတို့သမီးဖြစ်လာအာမင်အဲ့ဒီသခင်ရဲ့တတို့သမီးကပုဂ္ဂိုလ်ကိုတစားစင်ယုံမကောက်အာမင်သခင်နဲ့တလုံးတွားတဲ့ဖြစ်ပြီးမှ ကျွန်တော်တို့လာမဲ့ကောင်းကင်များရဲ့နိုင်ငံတော်ရောက်တဲ့အခါမှာကျွန်တော်တို့ဟာယေရုရှလင်မြို့တက်ကောင်းကင်တက်မြေကြီးတက်ထဲမှာလည်းပဲယေရုရှလင်မြို့တက်အနေနဲ့ဝင်စားရမယ့်သာသမီတွေဖြစ်တယ်ဆိုတော့ဒီနေ့ပြင်ဆင်ခိုင်းရတဲ့သူတို့သမီးเนาะနောက်ဆုံးသင်ခန်းစာဖြစ်ပါတယ်အရောက်တိုင်းပေါ်မှာပြရခဲ့ကျွန်တော်တို့ကိုဆက်လက်ရယူပါစေ သခင်ယေရှုကိုရောကိုချစ်ပါ၏အာမင်